င်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗီလာညချမှုဦးစီးဌာနကနေဇွန်လ26ရက်ဒီကနေ့နဲ့ခုနှစ်နာရီချင်းထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်ကပ်လီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်တို့တွင်မုတ်တုံလီအားကောင်းနေပါမယ်ဒီကနေ့ညနေထိခမန်းချက်ကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင်နေရာကွက်ကြားမန္တလေးတိုင်းဒေသကြီးတွင်နေရာကျကျ နေပြည်တော်ပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့တွင်နေရာစစ်စေးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာအနှံပြားမှုထစ်ချုံရပြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ရီမှုကြီးနိုင်ပါတယ်။ရွာရံနှုံးပြည့်ဖြစ်ပါတယ်။မိုးထစ်ထောင်ဖြစ်ပေါ်မှုအခြေအနေအရရန်ကုန်တိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်း အေရဝီတိုင်းဒေသကြီး၊တနင်္လာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်မိုးထိန်ထောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးထိန်ထောင်များရွေရှားရာနေရာတလျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတက်ခတ်ခြင်း၊မိုးထိပ်ချုံခြင်း၊မိုးကြိုးဖြစ်ခြင်း၊လက်စည်းလက်ခြင်းနှင့်မိုးသီးကျွေးခြင်းစတဲ့မူလဝဒဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုပါသည်။ မြမပင်နေပြင်းတွင်မြမကန်ရုံးတရှောင်းနှင့်ကန်းလုံပင်နေပြင်းတို့မှရှမ်ဖန်ရံကမူတက်လီပြင်းများကြာရောက်ပြီးလှိုင်းကြည့်ပါမယ်။မူတက်လီပြင်းကြခြင်းရေပြင်းမြေပြင်းလေးဟာတနအိလင်း35မိုင်အထိတက်ခတ်နိုင်ပါသည်။လှိုင်းမြင့်မှာမြမကန်ရုံးတရှောင်းနှင့်ကန်းလုံပင်နေပြင်းတို့တွင်7ပေမှ73ပေကန်းရှိနိုင်ပါသည်။နောက်နေ့အတွက်ခံမှန်ချက်ကတော့ AR တိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်မိုးပို့လာပါမယ်။ နေပြည်တော်မန္တလေးမြို့နယ်နီးတဝိုက်တွဲဒီကနေ့ညနေထိခန့်မှန်းချက်ကတော့နေရာကွက်ကြားမူးထစ်ကြုံရပါမယ်။ရွာရာလုံးပြည့်ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်နီးတဝိုက်တွဲဒီကနေ့ညနေထိခန့်မှန်းချက်ကတော့မိုးတစ်ချိန်နှစ်ချိန်ထစ်ကြုံရပါမယ်။ရွာရာလုံးပြည့်ဖြစ်ပါရဲ့ရှင်။